ော်က easy ပဲနေတဲ့လူတယောက်ပေါ့လို့ဟိုဘယ်လိုခေါ်မလဲ character ဒီဒီကားရိုက်မယ်ဆိုရင်တော့ character နည်းနည်းခက်ကြမ်းကြမ်းခက်ပြင်းပြင်းဟိုဘယ်လိုခေါ်မလဲ heavy ဖြစ်တဲ့ဥစ္စာမျိုးကျွန်တော်ပို့ပြီးအာတန်တယ်ပေါ့နော် ကျွန်တော်မှတ်မိတာမဟုတ်ကျွန်တော်ပြိသက်စပြီးအတိမှတ်ပြုတာ1996ကကျွန်တော်တို့ဒီစစ်သွေးသစ္စာဆိုတဲ့ဂုံပြူဇလန်ပေါ့အဲ့ဇလန်စပြီးတော့ကျွန်တော်ဒီပြိသက်စပြီးတော့အတိမှတ်ပြုပြီးတော့လက်ခံခဲ့တာအဲ့ဒီကနေစပြီးတော့ဒါ ကျွန်တော်တို့အခုဒီနေ့ဒီချိန်ဒီဒီလူပညာတယောက်ဆောင်နေနဲ့ရက်တည်နေတာပေါ့ဟုတ်ဒါအဲ့တတယောက်နေနဲ့ဆိုရင်တော့ကျွန်တော်ကတော့ဘယ်လိုခေါ်မလဲဘယ်ကရက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ပြီးပြအောင်လို့ကျွန်တော်တို့လုပ်တာပဲကျွန်တော်တယောက်ဆောင်ရတာပေါ့နော်ဇက်ပေါ်မှာမူတည်ပြီးတော့ဇက်ကောင်းရင်ဇက်ရဲ့ပြီးပြီးဖို့ရယ်ဒါကြောင့်နဲ့ဒီအဲ့တတွေနဲ့အကုန်လုံးတင်ပြင်းကြီးဖို့မိဖို့အတွက်အခုအဲ့လိုပဲအမြဲတမ်းတယောက်ဆောင်ဖြစ်ပါတယ်ဘယ်နောက်ပိုင်းဟုတ်ကျွန်တော်ရဲ့ချင်းတဲ့ character မျိုးကတော့အများကြီးရှိသေးတယ်။အာရီသရှိတယ်လည်းအများကြီးရှိသေးတယ်။ကျွန်တော်အာတန်တာပေါ့နော်။ ဟိုရိုက်ခွင့်ရမယ်ဒီ production producer အနေနဲ့ကျွန်တော်ဒီ casting ကိုကောင်းကောင်းပေးပြီးတော့ရိုက်ခွင့်ရမယ်ဆိုရင်ကျွန်တော်အများကြီးစူးစမ်းကြည့်ပါတယ်ဟုတ်ဘယ်လိုဇာတ်ရုပ်မျိုးလဲဆိုတော့ဒီ bait ဘယ်ဘောနော်လူကြီးလူကြီးလည်းမဟုတ်ဒီဒီလူဆိုးဆိုးတဲ့ bait လူ bait တယောက်ရဲ့ဒီ channel နဲ့ live တစ်ခုပေါ့နော်အဲအဲ့လိုမျိုးပေါ့အဲ့လို live ဘဝပေးဒီဟိုဘယ်လိုဟောမလဲကျန်းကျန်းနဲ့နဲ့ဘဝတစ်ခုဖျက်သန်းရတဲ့ bait ဘွေနေရာနဲ့အဲ့လိုမျိုးတော့ဟိုဖြစ်ကျင်တဲ့ character ကဟုတ် ကျွန်တော်တခါကြီးကနေတယ်တခါကြီးကနေတယ်ဟိုနေတယ်ဆိုတော့ဟိုမဟုတ်ဘူးဟိုဘယ်လိုခေါ်မလဲစီးလူဘောင်လုံးတော့မဟုတ်ပါဘူးကိုနေခြင်းနဲ့ပုံစံညာကိုကနေလိုက်တယ်လှုပ်ရှင်တဲ့ကျင်ကိုအဲ့လိုမျိုးလှုပ်လိုက်တယ်ပြောစရာရှိလဲပိတ်ပဲပြောလိုက်တာအဲ့လိုမျိုးတော့ရှိတယ်ဒါတခါတလေနေနေတယ်ပေါ့နေတယ်ဆိုတော့ကျွန်တော်ရဲ့ဟိုအကျင့်အကျင့်တခုဟုတ်အော်ဟောပေါ့နော်ဒီကျွန်တော်ကြတော့လူပညာရှင်တွေဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ဒီပြည်သက်တွေပေါ့နော်လူတွေကြည့်လို့ရှိရင် အပြင်မှာတွေ့လို့ကျွန်တော်ဒီဘက်ကြီးကဟိုဟာဟိုဒီဒီလိုမျိုးပေါ့နော်ကိုကိုကိုကြည့်ပြီးတော့ဟိုဘယ်လိုခေါ်မလဲအတူယူတာအတူကောင်းယူတာရှိတယ်ကိုကိုကြည့်ပြီးတော့အတူဟိုမကောင်းတဲ့အတူတွေယူတာလည်းရှိတာပေါ့နော်ဒါပေမဲ့ကိုကိုဆိုးတယ်ကိုကောင်းတယ်ဆိုတာဒါ public ရှိမှာပြကြည့်မပြမယ် public မသိအောင်လည်းကိုနေရာတွေလည်းရှိမှာပေါ့နော် public နဲ့ဟို contact မရမရှိရအမရှိအောင်နေတဲ့အချိန်မှာလည်းကိုဆိုးရင်ဆိုးနေမယ်ကောင်းရင်ကောင်းနေမယ်အဲဒီလိုမျိုးရှိတာပေါ့ဟုတ် ပြိသက်နေတော့ဒီတိုင်းပါပဲအရင်ငယ်တဲ့ကတိုင်းပဲဒီတိုင်းပဲအခုဒီဖြစ်တယ်ဒီဒီရောက်တော့လဲဒီလိုပါပြိသက်နေတဲ့တွေ့တဲ့ခါကျပြိသက်တွေတက်ပုံရချင်းနေဟိုပါဖြစ်တယ်လက်ခံတယ်သဘောကျတယ်ကျွန်တော်ကျေးဇူးတင်တယ်ပေါ့အဲ့လိုမျိုးပါပဲဟုတ် Take off. ပရိသတ်ကြီးကတော့ကျွန်တော်ဟိုချိုးတဲ့ feedback လည်းမယူဘူးကောင်းတဲ့ feedback ဆိုတာတဲ့ကိုသူတို့ကိုယ်ပေါ်မှာပြန်ပြီးတော့ဒီလက်ခံအားပေးတဲ့ဟိုဗီဒီတခုတော့ကျွန်တော်ရတာပေါ့နော်ဟုတ်အဲမဟုတ်ဘူးအဲ့ဒီလိုလည်းမဟုတ်ဘူးကျွန်တော်ကအေးစီးပဲနေတဲ့လူတယောက်ပေါ့လို့ဟိုဘယ်လိုခေါ်မလဲ character ဒီဒီကားရိုက်မယ်ဆိုရင်တော့ character နည်းနည်းခက်ကြမ်းကြမ်းခက်ပြင်းပြင်းဟိုဘယ်လိုခေါ်မလဲ heavy ဖြစ်တဲ့ဥစ္စာမျိုးကျွန်တော်ပို့ပြီးအာတန်တယ်ပေါ့နော်ဟုတ်အဲဒါတော့ဒီခေတ်ရဲ့ဟိုပါပေါ့နော်ဒီခေတ်ရဲ့ပုံစံပေါ့နော်ဒီခေတ်မှာရှိရဲ social media အကြောင်းဖြစ်တာတွေရှိတယ်ဆိုရှယ်မီဒီယာလည်းပေါ်နေတဲ့အချိန်ကျတော့ ဒါလွယ်လွယ်လေးနဲ့ဒါ public ရှိပြည်သက်ရှိကိုရောက်တယ်ပေါ့နော်ရောက်တဲ့အခါမှာဒီ public ဟိုဘောမှာမှဒီဥမာ celebrity ဖြစ်လာတယ်အဲ celebrity ရောက်ဖြစ်လာတယ်ဒါပေမဲ့ celebrity ရောက်ဖြစ်ပြီးတော့ဒီအမှုပြန်လမ်းလမ်းကြောင်းပေါ်ကူးကျင်နေဆိုရင်သူကအောင်မြင်ပြီးသား celebrity ဖြစ်နေတဲ့အတွက်ကြောင့်အမှုပြန်လမ်းကြောင်းပေါ်ကူးကျင်နေဆိုရင်အမှုပြန်အရေးသွေးရှိဖို့သူ pick up လုပ်ရုံပဲသူမွေးရုံပဲသူစူးစမ်းရုံပဲရှိတာပေါ့နော်အဲ့တိုင်းသူရေရှည်လျှောက်ချင်းသူစူးစမ်းရမယ်လူပညာလမ်းကြောင်းပေါ်မှာလူပညာနဲ့ပတ်သက်တဲ့ဒီဟိုမှာတရုတ်ဆောင်တရုတ်ဆောင်နဲ့ပတ်သက်တဲ့ဒီ ပညာတွေတကယ်ဟိုလေ့လာပြီးတော့အများကြီးကြိုးစားရင်ဒူလက်တောက်ကနေရာတနေရာမှာရရှိပေါ့ပေါ့လေ။ဟုတ်။အင်းတင်ကြဖို့မြင်နေဒူဘယ်လိုဖြစ်မလဲ။ဒီတည်ငြိမ်နေဆိုတာလည်းတည်ငြိမ်မှုပဲလူတာပါနော်။ဟိုဝုန်းဝုန်းနဲ့တောက်သွားပြီးတော့ဒါတော့ပြန်ပြီးတော့အချိန်ရတော့ပြန်ကြမှာပဲလေ။ကြပေမဲ့ဝုန်းဝုန်းနဲ့တောက်တော့တောက်လျှောက်တော့တောက်လျှောက်တော့ဒါန်တန်းပြီးတော့အမြင့်ဆုံးမှမနေဘူးလေ။အချိန်ကြတော့ပြန်ဆင်းပါ။ပြန်ဆင်းတဲ့အချိန်မှာဒီဟိုတည်ငြိမ်မှုလူတာ။အဲ့တည်ငြိမ်မှုမရှိဘဲနဲ့အဲ့ရောက်အောက်ထိဆက်ဆင်းသွားတာတော့ပြန်ဟိုလူးနေတော့အဲ့ရအဲ့ဒါတော့အာဘယ်လိုခေါ်မလဲ။ ခံယူချက်လည်းပါတယ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲအတွေ့အကြုံလည်းပါတာပေါ့နော်ဒီပတ်ဝန်းကျင်အတိုင်းဝိုင်းရဲ့ဟိုအားပေးမှုလည်းပါတာပေါ့ဟုတ်အဲဝန်းစာပြည့်တယ်မပြည့်တယ်အဲ့ကိုသူတို့ရဲ့ဟိုခံယူချက်ပေါ့နော်ကျွန်တော်ထင်တာဝန်းစာတော့မဟုတ်ဘူးဝန်းစာလို့လည်းပြောလို့ရရင်ရမှာပေါ့နော်သူတို့ရဲ့ဟိုဘယ်လိုခေါ်မလဲဒီအိုက်တက်တယောက်ဖြစ်ခြင်းအိုက်ကဲပေါ်မှာအိုက်တက်တယောက်နေနေထားမယ်ခံယူချက်တစ်ခုဘယ်လိုဘယ်လိုနေမယ်ဒါမှမဟုတ်အရှုံးမပေးဘူးဒါမှမဟုတ်ရအောင်ရှောက်မယ်အဲ့အဲ့လိုမျိုးပေါ့သူရဲ့ခံယူချက်တစ်ခုလည်းဘူးဒီမဲ့ထင်တာပဲဟုတ်အဲအဲ့လိုမျိုးကျွန်တော်ခက်ကြင်းကြင်းပေါ့နော် ဒီ character ကျန်းကျန်းဟိုဘယ်လိုမှမတော်တော်ကျန်းကျန်းနေတဲ့အောင်ကျွန်တော် character ကျန်းတဲ့ character မျိုးကျွန်တော်ရိုက်ချင်တာဟုတ်ကျွန်တော်မှတ်မိတယ်မဟုတ်ကျွန်တော်ပရိသတ်စပြီးအတိမတ်ပြတာဒီ1996ကကျွန်တော်တို့ဒီစစ်သွေးသစ္စာဆိုတဲ့ဂုံပြူဇလန်ပေါ့အဲ့ဇလန်စပြီးတော့ကျွန်တော်ဒီပရိသတ်စပြီးတော့အတိမတ်ပြပြီးတော့လက်ခံခဲ့တာအဲ့ဒီကနေစပြီးတော့ဒါကျွန်တော်အခုဒီနေ့ဒီချိန်ဒီဒီလူပညာပြေဆောင်နေတဲ့ရက်တည်နေတာပါဟုတ်။ဟောအဲ့ဒါကျွန်တော်ဟို ဒါအဲ့တတယောက်နေနေဆိုရင်တော့ကျွန်တော်ကတော့ဘယ်လိုခေါ်မလဲဘယ်ကရက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ပီပီအောင်တော့ကျွန်တော်လောက်တာပဲကျွန်တော်တိကျအောင်တော့ပေါ့နော်အဲ့ဒီပုံမှာမှဒီ A ရဲ့ character ရှိမယ်ဒီငိမ့်တဲ့ character ရှိမယ်စိုးသွမ်းတဲ့ character ရှိမယ်နည်းနည်းဟိုဘယ်လိုခေါ်မလဲရိုင်းနေဟိုဒီဘယ်လိုခေါ်မလဲကျန်တဲ့ character မျိုးပေါ့နော်အဲ့လိုမျိုးလည်းရှိပါပေါ့နော်ရှိတဲ့အခါကျတော့ကျွန်တော်တို့ဒီဒါကျွန်တော်တို့ရကြတော့ကျွန်တော်တိကျအောင်တယောက်အနေနဲ့ပဲကျွန်တော်ရက်တည်တာပေါ့နော်ဒီဇက်ပေါ်မှာမှုတည်ပြီးတော့ဇက်ကောင်းရဲ့ဇက်ရဲ့ပြီးပြီးဟိုရဲ့ဒါကျန်တဲ့ ဒီအိတ်တွေနဲ့အကုန်လုံးကမ်ပင်းကြီးကိုမိဖို့အတွက်အခုအဲ့လိုပဲအမြဲတမ်းတိုးဆောင်ဖြစ်ပါတယ်ဒီနောက်ပိုင်းဟုတ်လားအဲကျွန်တော်အရှိမရိုက်ထားတာတော့ဒီဟိုပါပေါ့နော်ဒီကုကင်လိုင်းလုံးနဲ့ရိုက်ထားတဲ့ရွှေရှင်ကားကြီးရှိပါတယ်ရွှေရှင်ကားကြီး၄ကားရှိသေးတယ်ပြီးတော့မှဇလန်တွဲနှစ်ခုပြီးတော့အခုဒီရပြီးလို့ရှိရင်ကျွန်တော်ဒီရွှေရှင်ကား၄ကားတက်ပြီးစီထားတာတော့ရှိတာပေါ့နော်လောလောဆယ်တော့အကြံမြင့်တော့ဒီဟိုဘယ်လိုခေါ်မလဲဒီဒီနေ့တည်းမှာစီစီထားတဲ့ဟိုပါပါဟုတ် အဲရိုက်ဖြစ်ပါတယ်ဇက်တိုက်ရိုက်ဖြစ်ပါတယ်ဟုတ်အဲဒီအခုစုံမှတ်ပေါ့နော်ဒီဇက်ကားကိုကြာတော့ဒီဇက်လန်တွဲရိုက်မယ်ဆိုတော့ဒရိုက်တာကျွန်တော်ဆက်သွဲတယ်ဆက်သွဲပြီးတော့သူကဒီဂရိုက်တာဇက်ကောင်တကောင်နေရာမှာကျွန်တော်ဟိုကိုမင်းနဲ့ကြိုက်တယ်ပေါ့နော်ကိုမင်းကိုငှားပြီးတော့မှသူကဇက်ကောင်ရဲ့ကိုသူကတဲတာတဲပြီးတော့မှသူကဒီဇက်ကိုရေးတာပေါ့နော်အဲ့လိုပဲအဲ့တကျန်တဲ့အိတ်တွေလည်းသူအရင်ဆုံးအိတ်တွေနဲ့ညှိပြီးတော့မှသူဇက်ကို ဇက်ကောင်တဲပြီးတော့မှဒီကားကိုဇလန်းဖန်တီးတာပေါ့နော်အဲ့ဒီလိုတော့သူကလုပ်ပေါ့နော်အဲ့ဒီလိုသဘောပါပဲကျွန်တော်ဒီဒီငင်းငင်းနဲ့ဒီမှာဟိုဘယ်လိုခေါ်မလဲဒီ brighter brighter စိတ်ဝင်စားပြီးတော့ brighter အကျိုးလုပ်တဲ့ဟိုလင်မယာနေရောပေါ့နော်ပြီးတော့ဒီစေယုံပိုင်ရှင်ဟိုစီပေါ်ရေလုံငန်းရှင်တူအနေနဲ့ကျွန်တော်ပါညဘောဘောလီတက်မှာ character အဲ့လိုမျိုး character ပါဟုတ်ဘောဘောတော့အခုဒီဆုံးမဆက်ကဟိုဇလန်တွင်းနေနဲ့ကျွန်တော်အပိုင်း20ရှိပါပဲအဲ့ဒီအပိုင်း20ကိုလည်းဟိုဘယ်လိုပြောမလဲကျွန်တော် ကောင်းဆုံးပေါ့နော်အကုန်လုံးဝိုင်းပြီးတော့ဒီကျွန်တော်တို့ဒီ team တစ်ခုလုံးအကောင်းဆုံးဖန်တီးဖန်တီးထားတာပါဖန်တီးနေကြပါတယ်ပြီးတော့အဲ့ဒီအတွက်ဒီဒီဘလို့ခေါ်မလဲ channel 7ကို replay လို့မပြလို့ရှိနေတယ်ပြည်သက်နေနဲ့ကြည့်ပြီးအားပေးပါဦးလို့ပြောတာရှိလဲပြောပါလို့ကြံပေးကြပါလို့ဟိုမိတိုင်းနေနေပါတယ်ဟုတ်ကဲ့